မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်ကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးစစ်ကောင်မရှင်ကနေရကန်ပြူဟာဤအဓိကထောက်ပို့ကုတ်ကြီးစကန်ကိုလက်လွတ်ရပြီးနောက်ရှေ့ရင်တန်းအစီ20ကျော်ဖြင့်ထပ်မံအင်အားပြည့်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငပင်းမြို့နယ်ရှိနေရကန်ပြူဟာဤအဓိကထောက်ပို့စကန်ကုတ်ကြီးကိုအရခတ်တက်တော်အေနဲ့ပူပေါင်းဖွဲ့ကသိမ်းယူပြီးနောက်စစ်ကောင်မရှင်ကအင်အားပြန်ဖြည့်စစ်ကြောင်းထိုးနေကြောင်းသိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်ကကုတ်ကြီးစကန်ကိုလက်လွတ်လိုက်ရပြီးနောက်အမှတ်905 မြောက်ဆစ်စင်ရေးကိုကဲမှုဌာနချုပ်မှနေ၍အင်အားဖြည့်စင်ရင်တန်း16စီကို နေ့ကံဘတ်သို့စစ်ကော်မရှင်ကပို့ခဲ့ကြောင်းသိရပါသည်ထို့ပြင်ယမန်နေစက်တမ30ရက်နေ့ကလည်းစစ်ရင်တန်း16စီကိုမဆာခ905မှ30နေ့ကံပြူဟာကိုထပ်မံပို့ဆောင်ခဲ့ကြောင်းသိရပါသည် ဒီနေ့အော်တိုဘာတရနေ့နေ့လယ်ပိုင်းကနေရီကန်ဘက်ကိုလမ်းတင်ဘက်ကနေစစ်သုံးကားကြီးနဲ့စီကားသေးတစ်စီးနဲ့အင်အားပြည့်ပေါ်တာတွေ့ရတယ်ဟုဒေတာရင်းတရင်ရင်းမြစ်ကပြောပါရယ်ဂုတ်ကြီးစကန်အသိန်းခံရသည့်စက်တင်ဘာ28ရက်နေ့ကလည်းစစ်ကောမရှိရင်မကွေးလေတမနေ၍ Jet Fighter နဲ့ဝိုင်းတွဲလေယာဉ်များရောက်လာပြီးဘုံကျဲချတိုက်ခိုက်ခဲ့ပါရယ်နေရီကန်အနီးတစ်ဝိုက်ကိုစစ်ကောမရှိရင်စကားကားစက်ကောမှလောက်ခံတရင်းများစုဖွဲ့ရယူပြီးထိုးစစ်ဆင်ပြန်လေတိုက်ခိုက်နိုင်ရန်စစ်ကောမရှိရင်ကအင်အားစက်တိုက်ပို့ဆောင်နေကြောင်းတရင်းရင်းမြစ်များတမ သိရပါတယ်လင်းတန်းနဲ့ဆွန်တက်ကျေးရွာအနီးမှာလဲစစ်ကောင်မရှင်ကစီးရင်လှုပ်ရှားနေပြီးပြည်သူစစ်မှုတန်းလူသစ်များကိုအ धिक ဓာခေါ်ယူအင်အားဖြည့်ထားကြောင်းသိရပါတယ်စစ်ကောင်မရှင်တဲ့စက်တင်ဘာဒုတိယဘက်ကထိမဆခ905မှာအင်အားစုဆောင်ပြီးစစ်သုံးကားကြီး68စီးတီအင်အားအပြည့်ကိုနေရကန်အနီးတစ်ဝိုက်သို့ပို့ဆောင်ထားပြီးဖြစ်ပါတယ်စစ်ကောင်မရှင်တဲ့နေရကန်လေးချောင်းကံကွေတက်စကန်ဤအတီးပါ အထက်ကကြတဲ့ထောက်ပို့ဂိတ်စကန်ဂုတ်ကြီးစကန်လက်လွတ်ခရရတဲ့အတွက်ထိုးစစ်ဆင်မှုများပြုလုပ်လာကြောင်းသိရှိရပါတယ်။ဆက်လက်တည်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်အကြမ်းဖက်စစ်တပ်အချင်းချင်းထိုးစစ်ဆင်လာတော့လေ AAE စစ်ရေးဗျူဟောင်းအောက်တွင်အလူးလဲခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရကိုင်ပြည်ကြောက်ဖြူမြို့ပြင်စေမိုင်ကန်ပတ်လည်မှာဖြစ်ပွားနေတဲ့လက်ရှိတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအင်အားဖြစ်တင်းပြီးအချင်းချင်းစစ်ကြောင်းထိုးလာတော့လေအာရခတ်တော် AAE စစ်ရေးဗျူဟောင်းအောက်တွင်အကြဆုံးအထိကိမ်းများပြီးအလူးလဲခံနေရသည်ဟုဒေတာရင်းစီ ရေးသတင်းရင်းမြစ်တို့ကပြောပါရယ် စက်တင်ဘာ29ရက်နေ့ကတညရီရေတက်ဌာနချုပ်နေရှိစီမော်ဘတ်မှာခုလဘာကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရဲတပ်ရင်30နှစ်မှထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့သည်ရှင်းစင်နောက်ဆင်တက်လာရဂေါ်တူတောင်နဲ့ခုလဘာကျေးရွာရောက်မှာအေအေထန်ချိန်မုံခံလိုက်ရသည်ဟု၎င်းကဆိုပါတယ်ဟိုတနေ့ကဂေါ်တူတောင်ကိုရှင်းစင်နောက်ဆင်တက်လာတာစစ်ကြောင်းနှစ်ကြောင်းနှစ်ခုပေါင်းအင်အား200ကျော်ပါတယ်ကိုဘက်ကအသာစီရတယ်လက်ဆုံးလက်ကင်မပြနိုင်ပေမဲ့တေးတာတော့တော်တော်သေးမယ်ကြာသွားတာအတုံးယုံ ုံးပဲအလောင်းဆွဲပြီးနောက်ဆုတ်သွားတယ်ဟု၎င်းကပြောပါရယ်အထိက အဓိကထိခိုက်သွားတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းမှာပထမတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတက်ပြိုသွားကဖယိုဖျဲနောက်ဆုံးထွက်ပြေးသွားကြပြီးနောက်ထမှန်တက်လာတဲ့စစ်ကြောင်းနဲ့ပူပေါင်းကပြန်ကျဲနေတဲ့အလောင်းများကိုကောက်ယူသွားကြသည်ဟုဆိုပါတယ်။တညရီရေတက်စကန်မှာရှိတဲ့စီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းပြီးတိုက်တာမနှဲသေးသေးတယ်။နောက်တက်လာတဲ့စစ်ကြောင်းထပ်ပူပေါင်းပြီးအင်အားတွေဖြစ်ပြီးတက်လာတယ်ဟုပြောပါတယ်။အဆိုပါထမှန်တက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့ကြောင့်ထမှန်တီတွေတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနောက်တန်းကနေလက် နဲ့ခြေဖြင့်ပြစ်ကူပေးခဲ့တဲ့ပြင်နှစ်ဖက်တိုက်ပွဲမှာပြင်းထန်ခဲ့သည်ဟုသူကဆိုပါတယ်။သူတို့ထပ်ပြီးကြောက်ဖြတ်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းဒညောင်ရီရဲ့တပ်စခန်းကလက်နက်ကြီးအတွဲလိုက်တွေတရက်ဆက်ပြစ်တဲ့ရဲတရင်30နှစ်ကပြစ်တဲ့နေပြည်ကပြစ်တဲ့နောက်ပြီး drone လာချတဲ့ပြစ်ခတ်တံတွေဝေးဝေးဆန်းဆန်းဖြစ်သွားတယ်ဟုပြောပါတယ်။ကြောက်ဖြူမျိုးပြင်ပမှာဖြစ်ပွားတဲ့တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအကြဆုံးများပြားတော်လဲအင်အားများကိုထပ်မံဖြေကထိုးစစ်ပြင်းစင်လာတဲ့ပြင်တိုက်ပွဲများနေ့စဉ်လိုလိုနေရောက်ွက်ပြီးပြင်းထန်နေကြောင်းတတင်းရရှိပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့နေရာများမှာကြောက်ဖြူမြို့နယ်ရှိကောတူတောင်နယ်ပတ်ဝန်းကျင်နဲ့သစ်ပုတ်တောင်တိုင်နယ်ကုလပါချင်းရွာပတ်ဝန်းကျင်တို့တလျှောက်ဖြစ်ကြပါသည်။အရက်ကတက်တော့ထိန်းချုပ်နေရများမှာကျေးရွာတချို့မှာဒေသခံပြည်သူများလည်းနေပြည်နယ်လေကြောင်းရံကိုကြောက်ပြီးဘေးလွတ်ရာကိုထွက်ပြေးဆစ်ဆောင်နေရတယ်လို့သိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တင်ကတော့ GNL သိမ့်ပိုက်ထားတဲ့ကြောင်မဲမျိုးကို စစ်ကောင်မရှင်တပ်များအင်အားထောင်ချီဖြင့်ဝင်ရောက်ထိန်းချုပ်တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိတန်အမျိုးသားလူမျိုးရေးတပ်မတော် GNL ကသိမ်းယူထားခဲ့တဲ့ကြောင်မဲမျိုးကိုစစ်ကောင်မရှင်တပ်များကယနေ့အောက်တိုဘာ၁ရက်နေ့လယ်ပိုင်းမှာအင်အားလုံးရင်းဖြင့်ပြန်လည်ဝင်ရောက်ထိန်းချုပ်တပ်ဆွဲလိုက်ပြီးဖြစ်ကြောင်းစစ်ရေးတရင်ရှင်းပြများထံမှသိရပါရယ်။စစ်ကောင်မရှင်တပ်များသည်ခုံမုံရွာလမ်းကြောင်းမှတဆင်အင်အားသုံးစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီးလက်ရှိတွင်ကြောင်မဲမျိုး ို့ရက်ွက်တဲ့တွင်စတင်တက်ဆွဲထားကြောင်းတရင်ရင်းမြစ်ကအတည်ပြုပြောကြားပါရယ်ခုမုံကိုမနေကလေးကစီမိသွားတာကြောင့်မဲကိုဝင်ဖို့အရန်လွယ်သွားတယ်ခုရက်ွက်တဲ့မှာတက်ဆွဲထားတယ်ဟုစည်ရေးတရင်ရင်းမြစ်ကပြောပါရယ် စစ်ကောင်မရှင်တပ်များသည်ကြောင်မဲမျိုးနှင့်နှမိုင်ကျော်ကန်သာကွာဝေးတဲ့ခုံမုံရွာကိုယမန်နေ့ကလေးကလက်နက်ကြီးပစ်ကိုလေးချောင်းပစ်ကိုများဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်စစ်ကောင်မရှင်တပ်မ၁၁တပ်မ၅၅နှင့်အမတ်တပ်စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခတဲ့လောက်ခန့်တရင်များစုပေါင်းပြီးအင်အားထောင်ကြီးသုံးကကြောင်မဲမျိုးကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပါသည်စစ်ကောင်မရှင်သည်ဩဂုတ်လဒုတိယပတ်မှစတင်ကနောင်ချိုမြို့ကိုသိမ်းယူပြီးနောက်ထန်းတပင်နှင့်နောင်ပင်ရွာတို့ကိုဇက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပါသည်ယမန်နေ့စက်တင်ဘာ30 ရက်နေ့ကကြောင်မဲမျိုးရှိကြန့်ခိုင်ရေယုံတစ်တော်ယုံရဲစခန်းမြို့နယ်ထွေုံယုံခရိုင်ထွေုံယုံများကို TNL ကမိရှိုခဲ့တယ်လို့စစ်ကောင်ရှင်ကလည်းဌာနဆိုင်ရာယုံများပေါ်သို့ဒရုန်းပုံနဲ့မီးလောင်ပုံများကျင်းချခဲ့တဲ့အတွက်မြို့ဤနေရာအနှံမှာမီးလောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်တရုတ်အကူအညီဖြင့်ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင်စစ်ကောင်ရှင်က TNL ထံမှနမ်ဆန်နဲ့မန်တုံမြို့များကိုပြန်ပေးရန်တရားဝင်တောင်းဆိုခဲ့ပြီးကြောင်မဲနဲ့တီဘောမြို့ကိုလည်းတိုက်ယူမည်ဟုပြောဆိုမှုများရှိခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့မြောက်ရီရှိမင်းလက်ပန်ဖလူနဲ့မေရော်တလေးဘက်ကိုစစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးကန်ဒရုန်းများဖြင့်နေစဉ်ပုံကျဲဂျုံတိုးတိုက်ပွဲတွင်လည်းစစ်တပ်ဘက်မှအသေးများပြီးဖန်အန်တောင်ကလေးစေယုံတွင်စစ်သားများပြည်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိမင်းလက်ပန်ဖလူနဲ့မေရော်တလေးဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးကန်ဒရုန်းများဖြင့်နေစဉ်ပုံကျဲနေကြောင်းဒေတာရင်းစီရင်တရင်ရှင်မြစ်ကပြောဆိုပါရယ်။စက်တင်ဘာလ26ရက်နေ့မှစတင်ပြီးအကြမ်းဖက် က်စစ်တပ်ကမြောက်ရီမြို့ပြင်ရှိမင်းလက်ပံရွာဘလူးရွာနဲ့မေထော်တလေးဒေသတို့ကိုအသေးခံဒရုန်းများဖြင့်ယနေ့အောက်တိုဘာ၁ရက်နေ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်မြေပြင်စစ်ကြောင်းကလည်းလက်ရှိချိန်ထိရှေ့ဆက်မတိုးနိုင်ပေစစ်တပ်ကအသေးခံဒရုန်းများဖြင့်သာစတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းများတွင် KNL ရဲဘော်များရှိသည်ဟုဆိုကာတိုက်ခိုက်နေခြင်းဖြစ်ကြောင်းမြေပြင်တိုက်ပွဲတွင်လည်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးရုံလောင်းများကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ မြောက်ရီဘက်မှာစစ်တပ်ကစစ်ကြောင်းမပေါလို့ရွာရီဘက်ကိုကာမီကားစီတွေနဲ့နေရောညပါပုံကျဲတိုက်ခိုက်နေတာ30ရက်နေ့ညပိုင်းမှာဘလူးရွာနဲ့မင်းလက်ပံရွာဘက်ကိုအသေးကန် drone တွေနဲ့ထွက်ကျဲတဲ့စစ်သားတွေကစစ်ကြောင်းတိုးမပေါတာနဲ့ပဲမင်းလက်ပံဖလူးနဲ့မေထော်တလေးဘက်ကစာတင်ကြောင်းနဲ့ဘုံကြီးကြောင်းတွေမှာထောက်ပို့ရင်း KNL တွေခိုးအောင်နေတဲ့ဆိုပြီးကာမီကားစီ drone တွေနဲ့ဇက်တိုက်ချနေတာ လေကိတ်ကော်ကိုလည်း UAV အကြီးစားနဲ့ကင်းထောက်ပြီးပစ်ချနေတဲ့စစ်သားစစ်ကြောင်းပြုတ်သွားတာအခုထိအလောင်းမကောက်နိုင်ဖြစ်နေတယ်။ ठी မဲဝါကီနဲ့ကြောက်တောင်ဘက်မှဟုဒေတာရင်းစီရီတရင်ရှင်မြစ်ကပြောဆိုပါရယ်။အလာတို့ဂျုံတိုးမြို့နယ်ရှိချောင်းပြရွာအင်းကြီးရွာနဲ့ဂျုံပန်းရွာဘက်တို့မှဖြစ်ပွားခဲ့တဲ့စစ်တမတလတာတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ဘက်မှတရားဝင်ချိန်ကတိုက်ဆုံခဲ့ပြီးစစ်သားအလောင်းများကိုအင်းကြီးရွာအတင်းချိုင်းမှဖြစ်တယ်လို့မြင့်မြုပ်ထားကြောင်းသိရပါရယ်။ ။ထို့အပြင်ဂျိုင်းမြစ်တပတ်ကန်ရှိဂျိုင်းရွာကြီးတင်ညိုင်းမှာလည်းထွက်ပြေးသွားတဲ့သူဝရာဇာများကိုစစ်တပ်ကလိုက်လံဖမ်းဆီးပြီးစစ်သားအလောင်းများကိုမြေမြုပ်ခိုင်းနေတော်လဲရုံအလောင်းများပြခြင်းကြောင့်လမ်းဘေးမှာပုတ်ပွားနေကြောင်းသိရှိရပါတယ်။တိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိထားတဲ့စစ်သားများကိုလည်းစစ်တပ်မှ30ရက်နေမှာဂျုံတိုးချောင်းပြရွာဂျိုင်းရွာကြီးနဲ့ရွာကလေးရွာဘက်ကနိုင်ရီကားများကိုချော်ဆဲပြီးဖမ်းအောင်ကလေးစေယုံကိုပို့ဆောင်နေသောကြောင့်စေယုံမှာစစ်သားများပြည်နေကြောင်းသိရှိရပါတယ်။ ဂျုံတို့မျိုးပေါ်ရက်ွက်များ၌ပြန်လာနေထိုင်သူများတွေမှာ NLD အားပေးသူများနဲ့ PDF နဲ့ဆက်နွယ်နေသူများကို အပြစ်ရှာဖမ်းဆီးထောင်ချရဲအကြမ်းဖက်စစ်တပ်လက်အောက်ခံစာရဖရဲ BGF နဲ့ပြူစောတီများကစစ်ဆေးဆောင်ကြီးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။